ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလန်းမှာရှိတဲ့အမှတ်268ခြေလင်းတရင်ကိုတင်ပိုက်ပြီးတဲ့နောက်ချင်းမျိုးသားအဖွဲ့ချုပ်အလံကိုလွှင့်ထူနေတာဖြစ်ပါတယ်။ငါးလာကြာထိုးစစ်စင်တိုက်ခိုက်ပြီးရဲ့နောက်ဖလန်းမျိုးမှာစစ်ကောင်စီတက်တွေကျင်းစင်သွားပြီလို့ချင်းညီနောင်တဲ့မဟာမိတ်အဖွဲ့တွေကတရားဝင်ကြေညာလိုက်ပါတယ်။ စစ်တပ်ကမြို့ကိုလက်မလွတ်ရရေးအတွက်စစ်ကူအင်အား200ခန့်ဖြည့်တင်းခဲ့ပြီးလေကြောင်းကနေတိုက်လေရင်နေတည်ယူပို့ဆောင်ရေးအမျိုးအစားလေရင်နေနဲ့ကျင်းပောင်းများစွာဘုံကျဲတိုက်ခတ်မှုကြားကနေမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့တော်လိုင်းရေးတက်ဒီဘက်ကပြောပါတယ်။ကလေးဟာခါလမ်းပေါ်မှာရှိတဲ့ဖလန်းမြို့ဟာပြည်နယ်မြို့တော်ဟာခါနဲ့မိုင်၄၀တာကွာဝေးပြီးစစ်တပ်ရဲ့ဒေသအခြေစိုက်ကုကဲမှုဌာနချုပ်ရှိရာကလေးမြို့နယ်မိုင်80ကျော်သာကွာဝေးပါတယ်။ဟောမှာ လေရင်တော်တော်လေးကိုခုခံတဲ့အခြေအနေမှာရှိတဲ့ကြောင်းအားလားလောက်ကြားတဲ့အခြေအနေမှာအာရှိရချင်းဖြစ်ပါတယ်ဆိုတော့အာတို့ဘက်ကနေချက်တော်တော်ကောင်းချက်ကူတော်တော်ကောင်းတော်တော်လေးကိုခုခုခံခံနဲ့လုပ်နေပြီမဲ့လဲကျွန်တော်တို့ဒီချင်းငင်တော်နဲ့မဟာမေအဖွဲ့တွေကအာတော်တော်လေးကိုကြိုးစားပြီးတော့တက်နေနေလုပ်ရတဲ့ကြောင်းအောင်မြင်မှုရရှိတာဖြစ်ပါတယ် ဖလန်းမြို့သိန်းတိုက်ပွဲမှာချင်းညီနောင်အဖွဲ့ရင်းနဲ့အတူမြေပြန့်ဒေသကတော်လိုင်းတက်ဖွဲ့ပေါင်းတက်တာစင်ကျော်ပါဝင်တိုက်ခတ်ခဲ့ပြီး RX ခတ်တတော် AA ကလည်းလက်နက်ခဲယမ်းနဲ့စီးရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးခဲ့ပါတယ်။ဖလန်းမြို့သိန်းတိုက်ပွဲကိုဥဆောင်တိုက်ခတ်ခဲ့တဲ့ချင်းညီနောင်အဖွဲ့ကိုຫນွေဦးတော်လိုင်းအီးမှပေါ်ပေါက်လာခဲ့တဲ့ချင်းတော်လိုင်းအင်အားစုတွေဖြစ်တဲ့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကောင်စီမင်းထက်ချင်းကာကွယ်တပ်ဖွဲ့ကံပတ်လက် ဇိုမီဖက်ဒရယ်အစည်းအရုံးနဲ့ချင်းလန်းကကွယ်တပ်ဖွဲ့မတူဘီတပ်မှတစ်တို့ပူးပေါင်းပြီးချင်းဘရာသာဟုကိုစုဖွဲ့ထားတာပါ Zo. ချင်းတော်လိုင်းတက်တွေကစူပုံလင်းခွင်းရှိရာဖလန်မြို့ပြင်အပါဝင်ကျေးရွာအများစုကိုပြီးခဲ့တဲ့နှစ်တည်းကတည်းကနယ်မြေထိန်းချုပ်ထားတာဖြစ်ပြီးစစ်တပ်အခြေချတပ်ဆွဲရာဖလန်မြို့ပေါ်ကစခန်းတွေကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာ9ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ မြို့သိမ်းတိုက်ပွဲစတင်ပြီးမကြမီမှာပင်မြို့ပေါ်ကစစ်တပ်တက်ဆွဲထားရာခရိုင်ထွေအုပ်ယုံမြို့နယ်ယုံစတဲ့နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးမြို့အနောက်တောင်ဘက်ဂုံးပေါ်မှာရှိတဲ့ခလာယာ268စခန်းမှာသာစစ်တပ်ကခြေကုပ်ယူပြီးခုခံတိုက်ခိုက်နေတာပါမြို့သိမ်းတိုက်ပွဲမှာတော်လိုင်းအင်အားစုတွေဘက်ကထိခိုက်တေဆုံးမှုတွေရှိပေမဲ့လည်းထိခိုက်တေဆုံးထဏ်ရာရခဲ့တဲ့တပ်ဖွဲ့ဝင်အကြီးအကျယ်နဲ့ပတ်သက်ပြီးချင်းညီနောင်ကထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး ရူမဟာမိတ်အကတော့ကျွန်တော်စီကြီးရတော့လကောင်းလက်နဲ့ပိုင်းကျွန်တော်တို့လိုအပ်တဲ့လက်နဲ့ခေရနေမှာအများကြီးကုန်ကြီးမှုတွေပေးပါတယ်အာတော်တော်လေးကိုကျွန်တော်တို့ဒီရှင်းရှင်းရေးမှာအကြံဉာဏ်တွေလည်းပေးတယ်ကျွန်တော်တို့အနေနဲ့မဟာမိတ်ကောင်းပြီးတာတယ်ပေါ့လေ ခလာယာ268ကထွက်ပြေးတဲ့တပ်ဖွဲ့ဝင်တွေကိုလိုက်လံတိုက်ခိုက်နေစေဖြစ်တာကြောင့်စစ်တုံးမန်းတွေနဲ့ပတ်သက်ပြီးတီးကြထပ်မံကြီးညာသွားမယ်လို့ slide တင်မီထုတ်ကဆိုပါတယ်။စစ်တပ်ကလေကြောင်းကအပြင်းထန်ခုခံတိုက်ခိုက်မှုကြောင့်အင်ဂျီ2100ကျော်ရှိတဲ့ plan မျိုးဟာထိခိုက်ပျက်စီးမှုတွေလည်းရှိပါတယ်။ plan မျိုးကိုတော်လိုင်းအင်အားစုတွေကတင်ပိုက်လိုက်နေတာကြောင့်ဒေသအခြေစိုက်ကုကဲမှုစစ်ဌာနချုပ်ရှိရာခလေးမျိုးနဲ့ပြည်နယ်မျိုးတော်ဟာခါကြားမြေပြင်ဆက်သွယ်ရေးဖြတ်တောက်ထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ဗိုလ်ကြီးစင်ရောကဆိုပါတယ်။ ကကဖလန်းကဘာလဲဆိုတော့ကျွန်တော်တို့မြို့တော်ဟာခါနဲ့ဒီနမခါထဲမှာဒုတိယအကြီးဆုံးတိုင်းစစ်ဌာနချုပ်လို့ပြောရမယ်ဒေသကုကရေးစစ်ဌာနချုပ်ဖလန်းနှစ်ခုကြားထဲမှာရှိအဲဒီဟာခါနဲ့ကျွန်တော်တို့ကလေးပေါ့နော်မြေပြင်ဆက်သွယ်မှုလုံးဝပြတ်တောက်သွားပြီစစ်ကောင်စီအတွက်မြေပြင်ကနေဟာခါနဲ့ဖလန်းနဲ့ဆက်သွယ်နိုင်မှုအကြောင်းအရာမရှိတော့ပြီးရင်ဒီဖလန်းကနေပြန်ပြီးခြေကုပ်ယူပြီးတော့မြို့တော်ဟာခါကိုပဲဖြစ်စီဓာကစားကလေးကိုပဲဖြစ်စီဒီချင်းတော်လိုင်းရေးဘက်တွေဖွဲ့ရပါတော့နော်ဒါထိုးစစ်စင်တိုက်ခိုက်ပြီးတော့ချင်းချောက်နိုင်တဲ့အဆင့်ရောက်သွားပြီပေါ့ ညင်အောင်စစ်စင်ရေးအနေနဲ့ဖလန်းမျိုးသိန်းတိုက်ပွဲနဲ့မင်းတပ်မျိုးသိန်းတိုက်ပွဲကို2024နိုဝင်ဘာဒုတိယပတ်မှာတပြိုင်တည်းဆင်နွှဲခဲ့ရာ2024ဒီဇင်ဘာ21ရက်မှာမင်းတပ်မျိုးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးဖလန်းမျိုးကိုအခုနှစ်ဧပြီ9ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာပါချင်းညီနောင်ဟာအာရခတက်တော် AA အပါဝင်မဟာမိတ်တွေနဲ့ပူးပေါင်းပြီးမြို့သိန်းစစ်စင်ရေးတွေပေါ်ဆောင်ခဲ့ရာ2024အတွင်းက ကျင်တွေမတူပြီးမင်းတက်ကံပလက်မျိုးတွေကိုတင်ပိုက်ရရှိထားပြီးမဟာမိတ်အေအေကပလက်ဝကိုတင်ပိုက်ထားပါတယ်။တတန်းရင်တိုင်းသားလန်းနိုင်ငံအဖွဲ့ဖြစ်တဲ့ချင်းမျိုးသားတက်မတော် CNF ကလည်းတွန်းဆန်မျိုးကိုတင်ပိုက်ထိန်းချုပ်ထားတာကြောင့်ချင်းပြည်နယ်မှာစစ်တပ်အနေနဲ့ကပြည်နယ်မျိုးတော်ဟာခါထန်တလန်နဲ့တီးတိမ်မျိုးတို့မှသာနေရာယူတဆွဲထားပါတယ်။